အမေရိကန်ဒေါ်လာ35.008တန်းပမာဏရှိတဲ့နိုင်ငံခြားယင်းနှံ့မြုပ်နှံမှု FDI လုပ်ငန်းသစ်၃ခုဝင်ရောက်လာကြောင်းမြန်မာနိုင်ငံယင်းနှံ့မြုပ်နှံမှုကော်မရှင် MIC ကနေသိရပါတယ်။မေလ16ရက်ကပြုလုပ်ခဲ့တဲ့ MIC အစည်းအဝေးမှာလက်ရှိယင်းနှံ့မြုပ်နှံမှုလုပ်ငန်းတွေရဲ့မတီငွေရင်တိုးမြင့်ခြင်းအပါအဝင်စက်မှုကဏ္ဍနဲ့ဝန်ဆောင်မှုကဏ္ဍတို့မှာနိုင်ငံခြားယင်းနှံ့မြုပ်နှံမှုလုပ်ငန်းသစ်၃ခုနဲ့စက်မှုကဏ္ဍမှာနိုင်ငံသားယင်းနှံ့မြုပ်နှံမှုလုပ်ငန်းသစ်၆ခုတို့ကိုခွင့်ပြုပေးခဲ့ပါတယ်။ ေါ်လာ35တသမ008တန်းနဲ့ကျပ်3206တသမ963တန်းပမာဏရှိတဲ့ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေထဲမှာဆိုလာနဲ့ဆက်ဆက်ပစ္စည်းတွေထုတ်လုပ်ခြင်းလျှက်စစ်တွေ့တန်းခြင်းနဲ့ဆက်ဆက်လုပ်ငန်းတွေအရန်တင်းအစားအစာတွေပြင်ဆင်ထုတ်လုပ်ခြင်း CMB စနစ်နဲ့အထည်ချုပ်လုပ်ခြင်းတန်နဲ့တမဏိအခြေခံပစ္စည်းတွေထုတ်လုပ်ခြင်းနဲ့အခြားလုပ်ငန်းတွေပါဝင်လာပါတယ် 2025ခုနှစ်ဧပြီလကုန်အထိမြန်မာနိုင်ငံမှာရင်းနှီးမြှုပ်နှံထားတဲ့နိုင်ငံဒေသပေါင်း53ခုအနက်စင်ကာပူနိုင်ငံတရုတ်နိုင်ငံနဲ့ထိုင်းနိုင်ငံတို့ကရင်းနှီးမြှုပ်နှံမှုအများဆုံးပြုလုပ်တဲ့နိုင်ငံဒေသတွေအဖြစ်ရပ်တည်နေပါတယ်။စီးပွားရေးကဏ္ဍ12ခုအနက်စွမ်းအင်ကဏ္ဍမှာ28.34ရာခိုင်နှုန်း၊ရေနံနဲ့သဘာဝတံခွေကဏ္ဍမှာ24.69ရာခိုင်နှုန်း၊ကုန်ထုတ်လုပ်မှုကဏ္ဍမှာ14.49ရာခိုင်နှုန်းနဲ့အများဆုံးဝင်ရောက်ရင်းနှီးမြှုပ်နှံထားကြောင်းဒိုက်ကာရဲ့အချက်အလက်တွေအရသိရှိရပါတယ်ခင်ဗျာ။